ီးခဲ့တဲ့ညကဂိန်းကစားတော့ကမေကုံးကသူ့စီရောက်ခဲ့ပေမဲ့ဘသူကမှသူ့ကိုမေကုံးမေခွေမပေးလို့သူဒေါသထွက်ပြီးစတင်ကစားခဲ့ပါတယ်။ရုတ်တရက်သူ့ခြေထောက်ခွေသွားပြီးသူ့တငယ်ချင်းတွေပေါ်လဲကျသွားတာကြောင့် LS ကဟင်းရီပူအိုတလုံးလွတ်ကျပြီးလက်ကိုလောင်သွားစေခဲ့ပါတယ်။သူမလက်မှာအခုပတ်တီးစီးထားတာကိုတွေ့ရပြီးပတ်ကသူမကိုတောင်းပန်ဖို့ချင်းကက်ကသူ့တမင်လောက်တာမဟုတ်ဘူးလို့ပြောပါတယ်။တချိန်တည်းမှာပဲရန်ကုန်က LS အတွက်စိတ်ပူပြီးစေးပေးခြင်းပေမဲ့သူမဧကန်ထဲမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ် ဲလက်ရောက်လာပြီးဆေးကိုမြင်သွားကရန်ကုန်ကမင်းညကသူမတန်ရာရတာကိုမြင်လို့ယူလာပေးမှန်းသဘောပေါက်သွားပါတယ်။သူမကသူ့ကိုကျေးဇူးတင်ပြီးသူက သူမရဲ့အခြေအနေကိုနားလည်ဖို့သူမဘေးမှာထိုင်ပါတယ်။ဂျွန်ကပဝင်းကျင်ပြောင်းလဲဖို့အပြင်သွားလို့ရမလားလို့မေးတော့အဲလက်ကသဘောတူပါတယ်။သူတို့အတူတူအိမ်ကထွက်သွားကြပါတယ်။ရန်ကုန်ကမနာလိုဖြစ်ပြီးအိမ်မှာစိတ်ဆိုးပြီးနေခဲ့ပါတယ်။ သူတငယ်ချင်းကသူ့စိတ်အခြေအနေကိုတတိထားမိပြီးဘာဖြစ်တာလဲလို့မေးပေမဲ့ရန်ကုန်က ပြန်မဖြေပဲသူ့အခန်းထဲဝင်သွားပါတယ်။ဂျုံကဆွဲကြိုးပဲကရတာလဲလို့မေးတော့ LS ကပတ်ကလက်ဆောင်အတွက်ကူညီပေးလို့ယူလာပေးတာလို့ပြောပါတယ်။ဒါပေမဲ့နောက်ဆုံးတော့အငင်းခံလိုက်ရပါတယ်။ဂျုံက "तू မဘသူကိုချစ်လဲ"လို့မေးပေမဲ့ LS ကရှက်သွားပြီးဘာပြောရမှန်းမသိပါဘူး။ဂျုံကဂိမ်းကစားတုန်းက LS ကရန်ကုန်ကိုချစ်တာတတိထားမိတယ်လို့ပြောပါတယ်။ LS ကဘသူကိုမှ မပြောဘူးသူ့ကိုတောင်းဆိုပါတယ်။ ူတို့နှစ်ယောက်ထွက်သွားပြီးလမ်းပေါ်မှာအလားတူဆွဲကြိုးဝှစ်ဆင်ထားတဲ့အိမ်ကြီးချင်းတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူတို့အိမ်ပြန်ရောက်တော့ပက်ကဆွဲကြိုးဘယ်ကရတာလဲလို့မေးပြီးပက်ကသူ့တကားဝမှာတွေ့တာသူ့တငယ်ချင်းယူလာပြီးသူ့အခန်းထဲထားခဲ့တယ်ထင်တာလို့ပြောပါတယ်။သူတို့အားလုံးဆွဲကြိုးဘသူယူလာတာလဲလို့မေးခွန်းထုတ်ကြပြီးလူတိုင်းကယူလာတာကိုငင်းဆန်ကြပါတယ်။ပက်ကအဲ့ဒါနဲ့အတူစာတူလေးတစ်ဆောင်ပါတယ်လို့ပြောပြီးသူတို့အခန်းကိုစတင်ရှာဖွေကြပါတယ်။ ရန်ကုန်ကစာတိုလေးကိုတွေ့သွားပြီးအဲ့ဒါကိုအိမ်ကြီးချင်းကယူလာတာဖြစ်ပြီးဆွဲကြိုးကလည်းအတူတူပဲဖြစ်နေပါတယ်။သူတို့ကဒီပြုမှုကိုအံ့ဩသွားပြီးလက်ဆောင်အကြောင်းနဲ့ဘာကြောင့်ပေးတာလဲဆိုတာသူ့ကိုမေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့အားလုံးသူ့အိမ်ကိုသွားကြပါတယ်။ဘာလို့လဲဆိုတော့သူက LS နဲ့နီနီကက်ကက်နေတာကိုမကြာခဏမြင်တွေ့ရလို့ပါ။ဒါပေမဲ့သူတို့တဲကတယောက်ကသူကအနေရရှိတဲ့လူတယောက်ဖြစ်မှာဆိုပြီးရဲကိုအကြောင်းကြားဖို့အကြံပြုပေမဲ့သူတငယ်ချင်းတွေကဒါမလို့အပ်ဘူးလို့ပြောပြီးတားမြစ်ကြပါတယ် ူတို့ဝင်သွားတဲ့အခါသူကခွေးတကောင်နဲ့အတူဂျင်နာတက်တဲ့လူတယောက်ဖြစ်နေတာကိုတွေ့ရပါတယ်။သူကခွေးပြောက်သွားခဲ့ပြီးဆွဲချိုးကသူကိုယ်တိုင်လှုပ်ထားတာလို့ရှင်းပြပါတယ်။ဒါကလက်ဆောင်ပေးဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီးနားလည်မှုလွဲသွားလို့သူတောင်းပန်ပါတယ်။သူတို့ကတငယ်ချင်းတွေဖြစ်ဖို့သဘောတူလိုက်ကြပေမဲ့သူကအသက်38နှစ်ရှိပြီဆိုတာသိလိုက်ရတော့အံ့ဩသွားကြပါတယ်။ဂျုံကနားလည်မှုလွဲသွားတာအတွက်တောင်းပန်ပါတယ်။ LS အခန်းပြန်ရောက်တဲ့အခါအမတ်တရအဖြစ်တင်ထားဖို့ဆွဲချိုးကိုရှာဖွေပါတယ်။ ဒီအချိန်မှာပဲလေ့ကျင့်ရေးအစီအစဉ်မှာလက်ခံခံရကြောင်းအမေရိကန်ကနေဖုန်းဝင်လာပါတယ်။ Alex ကပြောသွားပေမဲ့တပတ်အတွင်းအမေရိကန်မှာရှိနေဖို့လိုအပ်တယ်ဆိုတာသိလိုက်ရတော့အံ့ဩသွားပါတယ်။ရန်ကုန်ကသူမတယောက်တည်းမဖြစ်အောင်အိမ်ကြီးချင်းအိမ်ကိုလိုက်ပို့ပေးဖို့လာပါတယ်။သူတို့ရောက်သွားတဲ့အခါဂျွန်ကမတူညီတဲ့ရေခဲမုန်၅မျိုးယူလာတာကိုတွေ့ရပါတယ်။ Alex ကသူတို့အိမ်ကြီးချင်းအိမ်ပြန်ရောက်တဲ့အခါဝယ်ကျွေးမယ်လို့ပြောပြီးရန်ကုန်ကသဘောတူပါတယ်။ အိမ်ကြီးချင်းကသူတို့နှစ်ယောက်ကိုအတူတူတွေ့လိုက်ရတော့သူတို့ချစ်သူတွေလို့ထင်ပြီးလက်ဆွတ်နှက်ကွင်းပေးပါတယ်။ Alex ကအံ့ဩသွားပြီးသူတို့ကြားမှာဘာပတ်သက်မှုမှမရှိဘူးလို့ပြောပေမဲ့သူ့ကိုကျေးဇူးတင်ပြီးလက်ဆောင်ကိုလက်ခံလိုက်ပါတယ်။သူတို့ရေခဲမုတ်ဝယ်ဖို့စူပါမားကတ်ကိုသွားကြပါတယ်။အိမ်ပြန်လမ်းမှာ Alex ကအစာပိုင်းမှာရန်ကုန်ကစကားနဲ့လို့လို့မာနာကြီးတယ်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာသူကလူကောင်းတစ်ယောက်ဂျင်နာတဲ့သူတစ်ယောက်မှန်တိလာတယ်လို့ပြောပါရယ်။ရန်ကုန်ကသူမရဲ့စကားကြောင့်ဂျင်းနဲ့သွားပါရယ်။ နောက်ဆုံးမှာသူကနောက်နေ့မှာမုတ်အတူတူသွားစားလို့ရမလားလို့မေးပါတယ်။ဒါပေမဲ့ LS ကဒါကိုဒိတ်လောက်တာလို့ထင်ပြီးသူတို့တငယ်ချင်းတွေကိုပါခေါ်ဖို့အကြံပြုပါတယ်။ရန်ကုန်ကသူတို့နှစ်ယောက်တည်းပဲဖြစ်မယ်လို့အခိုင်အမာပြောတော့သူမပြောသွားပါတယ်။သူမအခန်းထဲရောက်တဲ့အခါလေ့ကျင့်ရေးအစီအစဉ်ကိုလွတ်သွားရင်တခြားတစ်ယောက်ကိုရွေးချယ်သွားမှာကိုသတိရမိပါတယ်။သူမထွက်သွားရမှာကိုစိတ်မကောင်းဖြစ်နေပါတယ်။ရန်ကုန်ကတနေ့ကုန် LS အကြောင်းတွေးနေပြီးသူမကိုချိန်ဆခဲ့တာကြောင့်ပျော်ရွှင်နေပါတယ်။ နောက်တစ်နေ့မှာ LS ကထွက်ခွာဖို့ပြင်ဆင်ပါတယ်။သူမမိတ်ကလိန်စပင်ပုံစံပြောင်းပြီးအလှဆုံးဖြစ်အောင်အဝတ်စားတစ်တွေဝတ်ဆင်ပါတယ်။ရန်ကုန်ကလည်းဝတ်ကောင်းစားလာတွေဝတ်ဆင်ပြီးသူမကိုစောင့်နေပါတယ်။သူတို့ကချိုးချင်းမုံမျိုးစုံဝယ်လို့ရတဲ့နေရာတစ်ခုကိုသွားပြီး LS ကပျော်ရွှင်တွေကမျက်လုံးချင်းမစုံအောင်ရှောင်နေတဲ့ရန်ကုန်ရဲ့ရှက်တက်မှုကိုကြည့်ပြီးရေမောနေပါတယ်။သူတို့စူပါမားကတ်ကိုသွားပြီးရန်ကုန်ကချောကလက်တွေအများကြီးဝယ်ပါတယ်။ LS ကသူနဲ့အတူရှိနေရလို့အယံပျော်ရွှင်နေပါတယ်။ ပြီးတော့သူတို့ပန်းချံတစ်ခုကိုသွားပြီးမုံတွေခန်းစားစားသုံးကြပါတယ်။ရန်ကုန်ကမတော်တဆသူမလက်ကိုထိမိပြီးရှက်သွားပါတယ်။